ပြည်သူတွေပြည်သူတွေစော်ဖုံးဟိတ်အမှုက နိုင်ငံတော်အကြီးအကဲတွေဆဲဆုပ်မှုလက်နိုင်ကန်ကန်ဆောင်မှုနော်ဝတ်တောက်ကားတွေကိုမှောက်ခိုးသွင်းမှုရောင်းမှုသူ့ဆွဲထားတာနော်အဲ့တော့တမတော်ကိုဝေဖန်ထောက်ပြလို့ရတယ်ဝေဖန်မယ်ထောက်ပြမယ်ရတယ်လူတိုင်းရတယ်ဒါမဲ့ငါနဲ့ကန်တုတ်ခွင့်မရှိဘူးဗျာဘာကြောင့်လဲဆိုတော့တမတော်အကြီးအကဲကြီးတွေက နော်အပွင့်အခက်တွေရတာလဲဆိုတော့လမ်းမေးမှာဝယ်ပြီးရတာမဟုတ်ဘူးသူတို့အသက်တွေချွေးနေမသေးလို့ဒီအဆင့်ကိုရောက်လာတာအဲ့ဒါကိုဝေဖန်ထောက်ပြမယ်ဆိုရင်ဝေဖန်လို့ရတယ်ထောက်ပြလို့ရတယ်ဒါပေမဲ့ငါနဲ့ကင်တုတ်ခွင့်မရှိဘူးဗျာအဲ့ဒါကြီးစိုးနေတာစောဘိုးဟင်းရနော်အခုသူ့ကိုဖုံးဆက်တယ်အဘလည်းဆက်ကြည့်တယ်ဆက်သွေးပြင်ပါဖြစ်သွားပြီသူ့ဖုံးမှသိမ့်မလိုက်ပြီနော်အဲ့တော့66ဂါကြီးကပြဿနာမရှိဘူး ရှင်းလို့ရတယ်အခုဟာရှင်းလို့မရဘူးเนาะအဲ့တော့မစင်ញံမှု မစင်ញံမှုเนาะတက်မတော့အကြီးကြီးကြီးရလဲเนาะမြန်မာနိုင်ငံအေးချမ်းဖို့เนาะရှမ်းမြောက်ဆိုရင်လဲเนาะလာရှုဆိုရင်တနတ်ကြည်တန်တစ်ချက်တစ်ချက်မဖောက်ခဲနဲ့ပြန်ရအောင်ယူလိုက်တာညှိနှိုင်းပြီးတော့เนาะလူကြီးတွေလည်းသူ့လုံနဲ့သူ့ခေါင်းရှုပ်ပြီးတော့เนาะအလုတ်ရှုပ်နေတာเนาะဒီကြတဲ့ဇဘိုးဟင်ရအော်ကြီးဟစ်ကျန်နဲ့ငါနဲ့ကင်တုံနေတော့ နော်အဲ့တော့အကြောင်းကောင်းမှအကျိုးကောင်းတယ်သူ့အကြောင်းမကောင်းတော့သူ့အကျိုးတရားလိုက်ရတာဗျာနော်အဲ့တော့သူမဖြစ်ခင်ကဝိုင်းဝန်းပြီးတော့နော်သူ့ကိုချစ်တဲ့လူတွေကတားရမယ်ဒီလိုမပြောနဲ့ဒီလိုမဆုံးနဲ့ဆိုရင် तू စင့်ညင်မှာပေါ့အခုကအောက်ကဝိုင်းပြီးအချွန်နဲ့မှားအဲ့လိုဖြစ်သွားတာနော်လက်နက်ကင်ဆောင်မှုနော်နောက်တကနိုင်ငံတော်အကြီးအကဲတွေကိုဆဲဆိုမှုဝတ်တောက်ကားတွေတွင်းပြီးရောင်းမှု အိုက်မှုတွေအိုက်မှုတွေ60ယောက်ကာကြီးကပါပါလေးနော်ဘူးဒီကိုဓာတ်နဲ့ထိုးမှုပဲရှိတယ်ဓာတ်ငွေနဲ့ခံဝင်ကြုတ်တာပဲရှိတယ်နော်အခုသူ့ကိုအိုက်မှုနဲ့ဆွဲလိုက်တာဗျာအဖကသူ့ကိုကြိုပြောတယ်စင်ညင်ပါစင်ညင်ပါနော်အဲ့တော့နိုင်ငံတော်အုပ်ချုပ်နေတဲ့အကြီးအကဲတွေကိုငါနဲ့ကင်တုတ်ခွင့်မရှိဘူးဗျာပြဿနာရှိတယ်မိမိအိမ်မေးနာ မိမတယောက်ကိုငါနဲ့ကင်တုတ်ကြည့်ပါလားဟမ်ဘာဖြစ်သွားမှန်းသိလား ရုံရောက်ပြီးရဲစခန်းရောက်သွားလိမ့်မယ်။နော်နိုင်ငံတော်အကြီးအသေးကိုကင်တုတ်တယ်ဆိုတော့ပူဆိုးတာပေါ့။ကို့အိမ်မေးနာမိမတယောက်ငါနဲ့ကင်တုတ်ကြည့်လိုက်။ခံမလား။ရဲစခန်းရောက်တော့မှအချုပ်ထဲရောက်မှဆဲဆူချိန်ပေါင်းမှုနဲ့နော်အခုသဘောရင်းအဲ့ဆဲဆူချိန်ပေါင်းမှုကတော်တော်ဆိုးတာ။နော်အဲ့တော့နှောင်းလူတွေဆင့်ညံ့နိုင်အောင်လို့ပါပြောတာ။တတ်မှတ်တော့တကယ်ချစ်ရင်ကောင်းကောင်းမော်လို့ဝေဖန်ထောက်ပြလို့ရတယ်ဗျာငါနဲ့ကင်တော့ခွင့်မရှိဘူးအဲ့ဒါပြဿနာတက်တာဗျာပြည်သူအားလုံးကြက်မှတ်ပါစေ

မနေ့ကလေးကသမီးကမနေ့ဟုတ်တယ်သူပြောတယ်သူပြောတယ်တိဘောဘူစခန်းသိမ့်ပိုင်မှုစက္ကစာ3ဆဲကြော်တည်ဆုံးပြီး80ဦးနဲ့အထက်လက်နက်ချအညံ့ခံတရာ20မမလက်နက်ကြီးအပါလက်နက်ကြီးလက်နက်ငယ်နဲ့ခဲရဲအမြောက်များတင်ဆက်ရရှိထိုင်းမြန်မာနယ်စပ်မြဝတီမြို့တောင်ဘက်ရှိအကျန်းဖက်စစ်ကောင်စီရဲ့တိဘောဘူစခန်းကို KNLA PDF ပူးပေါင်းတပ်ဖွဲ့တွေကဇွန်3ရက်တရက်အတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစကားတပ်ဖွဲ့ဝင်3 14ဦးသေဆုံးပြီး80ဦးနဲ့အထက်လက်နက်ချအညံခံခဲ့တဲ့အပြင်တရာ20မမအပါလက်နက်ခဲရန်အမြောက်များသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့တေဘောဘူစခန်းကိုတော်လိုင်းရေးတပ်တွေကဇွန်3ရက်မနက်9:00ခန်းမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးတွေနဲ့အသေးအတန်ခုခံခဲ့တဲ့ကြားကညနေ6နာရီခန့်မှာအပိတက်သိမ့်ပိုက်ရှင်းလင်းခဲ့တယ်လို့ဆိုပါရယ်စခန်းသိမ့်ပိုက်ပြီးနောက်ရှင်းလင်းရေးလှုပ်ဆောင်ရာစခန်းကုန်းပေါ်မှာစကတ်စတက်ဖွဲ့ဝင်အလောင်း34တွေ့ရှိခဲ့တယ်လို့စကတ်စတက်ဖွဲ့ဝင်80ဦးနဲ့အထက်လက်နက်ချအညံ့ခံခဲ့ကြောင်းနဲ့တရား20မမလက်နက်ကြီးအပါဝင်လက်နက်ကြီးလက်နက်ငယ်ခဲယမ်းအမြောက်များကိုလည်းတင်ဆက်ရရှိခဲ့တယ်လို့ဒေတာတည်င်းရင်းမြစ်တွေကဖော်ပြထားပါရယ် တေဘောဘူးစခန်းကို2022ခုနှစ်မေ18ရက်မှာတင်ယူခဲ့ပူပြီးစစ်ကောင်စီထံပြန်လည်လက်လွတ်ခဲ့ရပြီးနောက်အခုပြန်လည်တင်ပိုက်နိုင်ခဲ့တာဖြစ်ကြောင်းနဲ့တပ်စခန်းမကြစီရေးစစ်ကောင်စီကတပ်ဖွဲ့ဝင်တရကျော်နဲ့ခန်းစစ်ပြင်ထားပြီးမဲ့ KNLA PDF ပြူဟာ3ဆယ်နှစ်နဲ့ပူးပေါင်းစစ်ကြောင်းတွေကတရက်အတွင်းပြန်လည်တိုက်ခိုက်တင်ယူခဲ့တယ်လို့သတင်းရရှိပါတယ်